မင်္ဂလာပါခင်ဗျာဒီအပိုင်းလေးကတော့စပင်ထိုးမှဖြစ်ပြီးတော့ကျွန်တော်ရွေးချယ်ထားတဲ့ခြေလေးကတော့အမဲအောင်လေးဖြစ်ပါတယ်ခင်ဗျာဆိုတော့ဒီစပင်ထိုးမဲ့အပိုင်းလေးကကြတော့ပေါ့နော်ဥကောင်ထိုးတဲ့အပိုင်းလေးကိုပဲပြန်ပြီးတော့ထိုးပါမယ်ဆိုတော့ဘယ်လိုထိုးရမလဲဆိုတော့ဥကောင်ထိုးထားတဲ့အပိုင်းလေးမှာပေါ့နော်ကျွန်တော်တို့ကအာမက်ဂျရင်6ခါပြီးရင် increase ပြီးရင်1 increase ပြီးရင်1 increase 1 being 3 increase being 2 increase 2 being 5 increase ဆိုပြီးတော့အဲ့အတိုင်းလေးပြန်ထိုးရမှာပါခင်ဗျာဒါပဲလားဆိုတော့မကသေးပါဘူးခင်ဗျာ ကျွန်တော်တို့၈တန်းမြောက်ကနေပြီးတော့ကျွန်တော်တို့၅တန်းအထိအဥကောင်းမှာတော့ထိုးခဲ့ရပေါ့နော်စပင်မှာကကြတော့၈တန်းကနေပြီးတော့၁၄တန်းအထိပဲကျွန်တော်တို့ထိုးရမှာဖြစ်ပါတယ်ကျွန်တော်ကစပင်ထိုးဖို့ရန်အတွက်ဆိုရင် ဥကောင်းထိုးထားတဲ့အပိုင်းထဲက round 1ကနေပြီးတော့ round 14အထိကိုပြန်လည်ပြီးတော့ကူးယူပြီးတော့ထိုးပေးပါခင်ဗျာ။ဒါဆိုရင်အခုစပင်ထိုးဖို့ရန်အတွက်ဖုတ်မီ6ချက်တိတိတတ်ပါမယ်ခင်ဗျာ။3,4,5,6ဖုတ်မီ6ချက်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီတပေါက်ကြော်ပြီးတဲ့အခါမှာတိုင်လက်တစ်ချိန်စတင်ထိုးပါမယ်ခင်ဗျာ။ ပေါင်းကြော်အားပါမယ်။တပေါင်းကြော်ပြီးမှဒိုင်လက်တစ်ချိန်စားထိုးပါမယ်ခင်ဗျာ။ဒိုင်လက်ချိန်ပြီးတဲ့အချိန်မှာနောက်တစ်ပေါက်မှလည်းနောက်ထပ်ဒိုင်လက်တစ်ချိန်ပြီးနောက်တစ်ပေါက်မှလည်းဒိုင်လက်တစ်ချိန်ချီမဲလေးဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒီနားလေးကလုံးဝအဆင်မပြေဘူးထိုးရတာအဆင်မပြေဘူးဆိုရင်လည်းကျွန်တော်ပြန်လဲပြောပြလို့ရပါတယ် နောက်ဆုံးတစ်ပေါက်မှာတိုင်လက်တစ်ကျင်းစုစုပေါင်းတိုင်လက်5ကျင်းရှိရပါမယ်ခင်ဗျာဒါဆိုရင်တိုင်လက်5ကျင်းပြီးသွားပြီဆိုရင် ကျွန်တော်ဘာဆက်ထုတ်မလဲဆိုတော့တစ်ပေါက်ကြုံမယ်ဒီအောက်လေးမှာပေါ့နော်အမင်းနည်းနည်းလေးမယ်တစ်ပေါက်ကြုံမယ်နောက်တစ်ပေါက်မှာကျွန်တော်တို့ရှက်ကောထိုးပါမယ်ခင်ဗျာကဲရှက်ကောလေးရပြီးသွားပြီဆိုရင်တော့ဒီလိုစပင်းအချောင်းလေးတစ်ချောင်းစတင်ရပြီဖြစ်တဲ့ဒါကြောင့်မလို့ဒီလိုပုံစံမျိုး၃ချိန်ထပ်ထုတ်မယ်ပေါ့နော် နောက်ထပ်ဖွင့်ပြီး6ချက်စတတ်ပါတယ်ခင်ဗျာထုံစံအတိုင်းပဲကျွန်တော်တို့တပေါင်းကြော်ပြီးတော့တိုင်လက်5ချိန်တီးတီးထူပါမယ်ခင်ဗျာတိုင်လက်တစ်ခါဘယ်ပေါ်မှာတိုင်လက်တစ်ခါပြီးရင်တိုင်လက်3ခါပြီးရင်တိုင်လက်4ခါ နောက်ဆုံးတစ်ပေါက်မှာတိုင်းလန်နောက်တစ်ကြိမ်တိုင်းလန်ဆူဆူပေါင်းငားကပြီးသွားပါပြီခင်ဗျာပြီးသွားပြီဆိုရင်သူ့ကိုလည်းပဲကျွန်တော်တို့တစ်ပေါက်ကြော်ရပါမယ်တစ်ပေါက်ကြော်ပြီးတော့နောက်ထပ်တစ်ပေါက်ထဲမှာရှက်ကိုတစ်ကြိမ်ထိုးပါမယ်ခင်ဗျာဒီလိုပုံစံမျိုးလေးခါလာပါမယ်ခင်ဗျာဒါဆိုရင်နောက်ထပ်နှစ်ကြိမ်ကျန်တာကိုလည်းဒီနေ့လောက်ကောင်းပဲကျွန်တော်ဆက်ပြီးတော့ထိုးပါမယ်ဖုန်မီ6ချက်စတင်တက်ပါမယ်ခင်ဗျာပြီးရင်တိုင်းလဲတစ်ခါ နှစ်ပေါင်းမြောက်မှာဒိုင်လက်နှစ်ခါဘင်းသုံးပေါင်းမြောက်မှာဒိုင်လက်သုံးခါဘင်းလေးပေါင်းမြောက်မှာဒိုင်လက်လေးခါနောက်ဆုံးတစ်ပေါင်းမှာဒိုင်လက်ငါးခါတည်တည်ထိုးရပါမယ်ခင်ဗျာကျွန်တော်ထိုးပြီးသွားပြီဆိုရင်တစ်ပေါက်ကြော်ပြီးတော့ကျွန်တော်ရှော့ကောလုပ်ပါမယ်ခင်ဗျာ ဒါဆိုရင်ကျွန်တော်တို့သုံးမြင်ရပြီပေါ့နော် stroke ကိုလိုချင်တဲ့ပမာဏအတိုင်း၄ခုထိုးထိုး၅ခုထိုးထိုး၆ခုထိုးထိုးထိုးလို့ရပါတယ်ခင်ဗျာကျွန်တော်တော့၄ခုမြောက်နောက်ဆုံးတစ်ခုကိုထိုးမှာဖြစ်ပါတယ်သူကလည်းထိုးနေလောက်အောင်ပဲတပေါက်ကြော်ယူမှာတိုင်လက်တစ်ချိန်နောက်တစ်ပေါက်မှာတိုင်လက်နောက်တစ်ခါထပ်ထိုးပါမယ်ခင်ဗျာတိုင်လက်နှစ်ခါတတိယအပေါက်မှာတိုင်လက်တစ်ချိန်ထပ်ထိုးမယ်တိုင်လက်၃ခါ ဒုံထားပေါင်းမြောက်မှာတိုင်လက်တစ်ချိန်ထပ်ထုတ်မယ်တိုင်လက်၄ခါနောက်ဆုံးတစ်ပေါက်မှာတိုင်လက်တစ်ချိန်ထပ်ထုတ်ပါမယ်တိုင်လက်၅ခါကျွန်တော်ဒီတိရပါပြီဆိုရင်ကျွန်တော်တို့တစ်ပေါက်ကြော်ပြီးတော့ရှက်ကော့တစ်ချက်လောက်ပါမယ်ခင်ဗျာဒါဆိုရင်အခုကျွန်တော်ပုံမှန်ပြထားတဲ့ပုံစံလေးရသွားပြီဆိုရင်ကျွန်တော်ကပတ်ပတ်လည်မှာတိုင်တူကြီးပဲလိုက်ထိုးလိုက်ပါမယ်ခင်ဗျာ ဒီဘက်စပင်အစုံကနေဟိုဘက်စပင်ပြန်အစတဲ့အထိကိုပေါ့နော်။တောင်လျှောက်ဒိုင်တူကြီးပဲကျွန်တော်တို့ဆိတ်ရှိလက်ရှိလေးနဲ့ထိုးသွားပေးရပါမယ်ခင်ဗျာ။ဒါဆိုရင်တော့သူကပုံစံလေးတကြားနဲ့ပေါ့နော်လှပါတဲ့စပင်လေးတစ်ခုကိုကျွန်တော်တို့ရရှိလာမှာဖြစ်ပါတယ်ခင်ဗျာ။ အကြောင်းအဆုံးတက်နာလေးရောက်ပြီဆိုရင်တော့အနာလေးမှာနောက်ဆုံးတစ်ပေါက်မှာကျွန်တော်တို့ရှက်ကော်ထိုးပါမယ်ခင်ဗျာရှက်ကော်ထိုးပြီးပြီဆိုရင်ခေါင်းမှာလည်းခြေဖို့ရန်အတွက်ကြိုးကအနည်းငယ်လိုအပ်တာဖြစ်တဲ့အတွက်ကြောင့်မလို့မရှိမတူလေးကိုကျွန်တော်တို့ဖြတ်လိုက်ပါမယ်ခင်ဗျာအရင်တူပြီးတော့ဖြတ်လိုက်လို့အဆင်တော့မပြေပါဘူးခင်ဗျာဒါဆိုရင်ကျွန်တော်တို့ခေါင်းမှာစိုးဖို့ရန်အတွက်အဲဒုနယ်လိုက်ဖတ်တဲ့စပင်းလေးတစ်ခုကိုရရှိသွားပြီဖြစ်ပါတယ်ခင်ဗျာ ဆိုတော့ဘယ်လိုလေးဆွမလဲဆိုတော့အခုကျွန်တော်တခါလေးပဲဆွပြပေးလိုက်ပါမယ်ခင်ဗျာဦးကောင်းလေးကနေတစင်ဆွဲချလိုက်မယ်ဆိုရင်ကျွန်တော်တို့ပေါ့နော်သူကချက်ချက်ထုတ်ထုတ်လေးဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ပြောမယ်ဆိုရင်မချိုးရင်တော့မှလှတဲ့ထဲမှာပါပါတယ်ခင်ဗျာဒါပေမဲ့ခိုင်ခံမှုရှိအောင်နော်ကျွန်တော်တို့ဇပင်လေးကိုပင်လေးကိုကိုအလိုရှိတဲ့ပုံစံအတိုင်းတွဲပြီးတော့ချုပ်ပေးရမှာဖြစ်ပါတယ်ခင်ဗျာ ဒါဆိုရင်တော့ကျွန်တော်ဒီပိုင်းလေးထဲမှာတော့စပင်ထိုးနီလေးအဆင်ပြေသွားပြီဖြစ်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေကြပါစေခင်ဗျာ